ိုယ့်ရဲ့ဘဝကိုတောင်ကိုယ်တိုင်အောင်မြင်အောင် မလုပ်နိုင်တဲ့သူတွေကိုကိုယ်တိုင်တောင်ကြီးပွားချမ်းသာတိုးတက်ဖို့အတွက်ကြိုးစားနိုင်တဲ့အနေအထားမရှိတဲ့သူတွေကိုကိုယ်တိုင်တောင်ကိုလုံနေတဲ့အရာတွေကိုပြီးမြောက်အောင်မလုပ်နိုင်တဲ့သူတွေကိုကိုယ်တိုင်တောင်မှနာမည်ကောင်းတစ်ခုတည်ဆောက်နိုင်ဖို့မကြိုးစားနိုင်တဲ့သူတွေရဲ့ judge လို့မှာဝေဖန်အကဲဖြတ်မှာကြောက်လို့အောင်မြင်မှုကြီးပွားတိုးတက်ချမ်းသာဖို့အဲ့တော့နာမည်ကောင်းနေရဖို့မကြိုးစားတာမလုပ်ပါနဲ့ တော့ပြောချင်တာကပါလဲဆိုတော့တော့ဘဝမှာကျွန်တော်တို့ကအောင်မြင်မှုတိုးတက်ကြီးပွားချမ်းသာဖို့ဆိုလို့ရှိရင်ကိုယ်လူတွေရဲ့ judge လာလောက်ကြပြီဟာမင်းရန်ဒါနဲ့စင်ပြေမှာမဟုတ်ပါဘူးမင်းဒါလုံနိုင်မှာမဟုတ်ပါဘူးမင်းဒါရမှာမဟုတ်ပါဘူးလို့လာပြီးတော့ judge တာလောက်ပြီဆိုလို့ရှိရင်သူ့ကိုကြည့်လိုက်ပါအဲ့တော့သူကိုယ်တိုင်ရောသူ့ဘဝမှာအောင်မြင်မှုတွေရနေပြီလားသူလိုချင်တဲ့ဘဝတစ်ခုကိုရနေပြီလားဒါမှမဟုတ်သူကိုယ်တိုင်ရောအောင်မြင်ပြီးမြောက်အောင်လုပ်နေနိုင်ပြီလားဒါကိုကျွန်တော်တို့ကြည့်ပါကြည့်ပြီးတော့မှသူကိုယ်တိုင်ကမှဘာမှမလုပ် နိုင်ဘူးဘာမှဖြစ်နေတယ်လို့မဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့ရဲ့ judge လောက်တော့လက်မခံနဲ့အဲ့တခုတော့ရှိရပါဘောလေအဲ့တော့ဘလို့လူမျိုးတွေကကိုယ့်ကို judge တာလုပ်ပြီးဆိုလို့ရှိရင်လက်ခံရမလဲဆိုတော့ကိုယ့်ရဲ့လမ်းကြောင်းခုကိုသွားနေတဲ့လမ်းကြောင်းပေါ်မှာပြောချင်တာကဘာလဲဆိုတော့ကိုလိုချင်တဲ့အရာတခုကိုရပြီးသားလူတွေကကိုယ့်ကို judge တာလုပ်ရင်တော့လက်ခံလို့ရတယ်သူကကို mentorship လုပ်မယ် mentor လုပ်မယ်ဆိုလို့ရှိရင်တော့ရတယ်အဲ့တော့ဘာကြောင့်လဲဆိုတော့သူကိုယ်တိုင်ကတော်တော်ကိုလိုချင်တဲ့အရာကိုရထားပြီးသားလीကျွန်တော်တို့သူ့စီမှာနီးလန်းနေကျွန်တော်တို့ရှိကိုရှိရမယ် ကိုလိုချင်တဲ့ຢာတွေသူ့စီမှာရှိတယ်ဆိုလို့ရှင် तू judge လောက်တော့လက်ခံလို့ရတယ်အဲ့လိုမဟုတ်ဘဲနဲ့ခုနကကျွန်တော်ပြောသလိုပဲ तू တောင်မှဘာမှမလုံးနိုင်တာ तू တောင်မှဘာမှမအောင်မြင်တာကိုကို့လာပြီးတော့မှအာမင်းကမအောင်မြင်နိုင်ဘူးမင်းလုံးနေတဲ့အလုပ်တွေကမှားနေတယ်เนาะမင်းတွေးတာတွေကမှားနေတယ်မင်းခံယူချက်ကမှားနေတယ်ဒီလိုမလုံးတင်မှုဟွာလုတ်ပါဒီဟာလုတ်ပါဆိုပြီးတော့မှသူတို့ပြောလာရင်တော့လက်မခံပါနဲ့เนาะသူတို့ judge လောက်မှကြောက်လို့ ိုစ조사နေတဲ့အရာတွေကိုလုပ်နေတဲ့အရာတွေကိုရက်လိုက်တာမျိုးမလုပ်ပါနဲ့အဲ့တော့ကျွန်တော်ဆိုလို့ရှိရင်လည်းကျွန်တော်လူချင်းတဲ့ဘွားတစ်ခုရှိတယ်အဲ့ဒါပါလို့ဆိုတော့အခုလိုဘွားမျိုးပဲเนาะကျွန်တော်အာလူတွေကိုအကူအညီပေးခြင်းနဲ့เนาะ training တွေပေးခြင်းနဲ့ seminar တွေကျွန်တော်လုပ်ခြင်းနဲ့ coaching session တွေပေးခြင်းနဲ့ဒါပေမဲ့ကျွန်တော်တကယ်တောင်ကျွန်တော်အမြဲတမ်းစတယ်အမြဲတမ်း judge လုပ်တယ်အာမင်းစိတ်ကိုရမနေသားမနဲ့ကွာအမင်းမဟုတ်တာကြီးလာမပြောသားမနဲ့အဲ့တော့မင်းစကားကိုဘယ်သူတွေကပတ်စံပေးပြီးတော့နားထောင်ပါလဲအမင်းဗီဒီယိုတွေဘယ်သူတွေကခြေကုန်ခံပြီးငွေတွေကုန်ခံပြီးတော့မှကြည့်ပါလဲဒါမျိုးကျွန်တော်ခဏခဏပြော 40. Right. တော့ပြောတဲ့အချိန်မှာကျွန်တော်ပြန်စဉ်းစားတာ तू ਆ ရောအဲ့တော့ तू ဘဝမအောင်မြင်နေပြီလားထိုးတက်နေပြီလားကြီးပွားချမ်းသာနေပြီလားဆိုတော့ကျွန်တော်ပြန်ကြည့်တဲ့အခါမှာ तू လဲ तू လိုကိုလိုပဲ तू လိုငါလိုပဲအဲ့တော့ကျွန်တော်ဘာလို့လဲဆိုတော့သူ့ရဲ့ judge တွေကိုကျွန်တော် deaf နားပိတ်ထားလိုက်တယ်နော်နားပိတ်ထားလိုက်တယ်ပြောတာနားမထောင်တော့အဲ့တော့ तू ပြောရင်လည်းကျွန်တော်ရီးနေရအေးပေါ့ဟုတ်တာပေါ့နော်မှန်တာပေါ့ဒါပေမဲ့ကျွန်တော်အချိန်ကာလ15နှစ်လောက်ကြာလာတဲ့အခါမှာ maybe ကျွန်တော်10နှစ်နဲ့15နှစ်လောက်ကြာလာတဲ့အခါမှာ तू နဲ့ကျွန်တော်နဲ့ကွာသွားပြီ तू ဆိုလို့ရှိရင်ခုကျွန်တော်လုံနေနေဆိုတော့လက်ခံသွားပြီဒါကြောင့်မို့ကျွန်တော်ဒီစကားလေးကိုပြောတာပါဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေရော ဘာလို့များစဉ်းစားလိုက်မိလဲဘာရလိုက်တယ်လဲကောမတ်မှာချစ်တော့ရေးပေးပါဒီဗီဒီယိုဆုံးဖြတ်ကြည့်ပြီးအတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကိုကြံလေးအောင်ပါမင်္ဂလာရှိသောနေ့တစ်ဖြစ်ပါစေ